ံကြားနယ်မြေအငင်းပွားမှုပြဿနာတွေဖြစ်နေကြတယ်။ထိုင်းနဲ့ကမ္ဘောဒီးယားရဲ့တာဝန်ရှိသူတွေဟာကမ္ဘောဒီးယားနိုင်ငံဖနွေမြို့မှာညနေချင်းဆိုင်ဆွေးနွေးနေကြပါတယ်။ဒီကနေ့ဇွန်လ14ရက်နေ့မနက်ပိုင်းမှာစတင်ခဲ့တဲ့နှစ်နိုင်ငံဆွေးနွေးပွဲအဖြစ်ကိုတော့မသိရသေးပါဘူး။နယ်မြေပိုင်ဆိုင်မှုနဲ့ပတ်သက်ပြီးကမ္ဘောဒီးယားက ICJ ရဲ့အဆုံးဖြတ်ကိုခံယူမယ်လို့ဆုံးဖြတ်ထားပေမဲ့ထိုင်းကတော့နိုင်ငံရေးကြပဲပြည်လျောင်ဖြည့်ရှင်သွားလိုပါတယ်လို့သူတို့ရဲ့သဘောထားကိုထုတ်ပြန်ပြောကြားထားပါတယ် ထိုင်းနဲ့ကမ္ဘောဒီးယားနှစ်နိုင်ငံအကြားပြီးခဲ့တဲ့မေလ28ရက်နေ့ကနေဆက်ဒေသမှာနှစ်နိုင်ငံတက်တွေ10မိနစ်အကြာပြစ်ခတ်မှုဖြစ်ပွားခဲ့ပြီးကမ္ဘောဒီးယားဘက်ကစစ်သားတအုပ်သိမ်းဆုံးခဲ့ရကနေကာလရှည်ကြာတငွေငွေဖြစ်နေတဲ့နှစ်နိုင်ငံအကြားတင်းမာမှုတွေကပိုဆိုးရွားလာခဲ့တာပဲဖြစ်ပါတယ်။ဇွန်လ10ရက်နေ့မှာတော့ထိုင်းမဲချန်ကနေနေဆက်ဂိတ်တွေအကုန်လုံးရဲ့ဖွင့်ချိန်တွေကို ရှော့ချခဲ့ပြီးခီးတော်တွေကို စီစစ်ပြီးသားဖြတ်တန်းသွားလာခွင့်ပြုခဲ့ပါတယ်။ဇွန်လ9ရက်နေ့မှာတော့ ကုန်းလန်းကနေတဆင်းကမ္ဘောဒီးယားနိုင်ငံကိုလာရောက်လဲပတ်မဲ့ထိုင်းနိုင်ငံသားတွေရဲ့နေထိုင်ခွင့်ကိုနိုင်ငံကူးလက်မှတ်ကန်ဆောင်သူတွေအတွက်14ရက်ကနေ9ရက်နေဆက်ဖြတ်ကျော်ခွင့်လက်မှတ်ကန်ဆောင်ထားသူတွေကို15ရက်ကနေ9ရက်သို့ရှင်းချခဲ့ပါတယ်